hello hello ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ဟိုနေ့ရဲ့အဆက်ပေါ့နော်အဲအတော့ကိုလေးစိတ်ကိုသွားပို့တယ်သွားပို့ပြီးရခါကျတော့ပြန်လာတဲ့လန်ခီအကြောင်းလေးကိုပြောပြချင်ပါတယ်အတော့ကိုလေးစိတ်ကနေပို့တယ်ပို့ပြီးရခါကျတော့ပြန်လာတဲ့ခါမှာခြွေတာတဲ့အနေနဲ့ကမငါတော့ဘူးကမငါတော့ပဲနဲ့ယထာစီပြီးပြန်မယ်လို့အစီအစဉ်ချလိုက်တယ်အဲမှာယထာစီတဲ့ခါမှာဆိုရင် airport railing ကနေပြီးရခါကျတော့မှ line ပြောင်းပြီးတော့စီးမယ်ပေါ့နော် ။အဲဒီခါကျတော့ airport railing ကိုစီးလာတယ်။စီးလာတဲ့အခါမှာ airport railing ကတော့လေဆက်ငါးဘက်ကြတယ်ပေါ့နော်။၄၅ဘက်ခီးစဉ်။အဲ့ရနေမှာစီးစီးလာတယ်။စီးလာတဲ့အခါမှာအဲသူက A4 ပေါ့နော်။ A4 ကကြတော့ဟွာမက်။ဟွာမက်ဆိုလို့ရှိရင်တော့အဝါလိုင်းသမားတွေ BTS yellow line ပေါ့နော်။အဝါလိုင်းသမားတွေကအဲ့ဒီကနေပြောင်းစီးလို့ရတယ်။ A4 မှာစင်ဟွာမက်။ now if i if i ကကြတော့ rankingham rankingham ကကြတော့သူကအဲ့ဒီမှာဆင်းလို့ရှင်လေးစီးလို့ရတယ်လေးစီးလေးစီးထားရှိတဲ့သူတွေပေါ့နော် now တစ်ခုက a6 ASIS ကကြတော့သူကအာ magazine magazine သူကကြတော့အဲ့ရနေပြီးရခါကြတော့စင်းလို့ရှိရင် MRT blue line အပြာ line CB သွားလို့ရပါတယ်အဲ့ပြီးတော့ A7 ကိုရောက်မယ်။ A7 ကိုကျော်သွားပြီဆိုတာနဲ့ A8 ပေါ့နော်။ A8 ကတော့ဖျံထိုင်းဖျံထိုင်းဘူတာအနေပြီးလို့ရှိရင်တော့ကျွန်မစီးမဲ့ဒီအစိမ်းရောင်လို့အစိမ်းနုလိုင်းပေါ့နော်။အစိမ်းနုလိုင်း၊စုခွေလိုင်း၊စုခွေလိုင်းကိုပြောင်းစီလို့ရပါတယ်။အဲ့ဒီကနေပြီးတဲ့အခါကျွန်မဖျံထိုင်းကိုရောက်ရောက်တဲ့အခါကျတော့မှအစိမ်းလိုင်းကိုဆက်စီးပါတယ်။ အဲ့မှာဇလန်းအစပြီပေါ့နော်။ဒါပြောစင်တာလေဆိုတော့ဟောကျမတို့ကခီးအဲ့လိုမျိုးတစ်ခါခါကြာလို့ရှင်တငယ်ချင်းနေမိတ်ဆွေတွေမပါဘဲနဲ့တယောက်တည်းခီးသွားဖြစ်တာတို့ယထာစီဖြစ်တာတို့ပေါ့နော်။အဲ့လိုမျိုးမှာဆိုရင်အဲတယောက်တည်းဖြစ်တဲ့အတွက်အဲဖုန်းကိုတော့ထုတ်ပြီးတော့ကြည့်မိကြတယ်ပေါ့နော်။ဟိုအပြင်ကတစ်ခါလေးကြည့်ရလဲရှိရဲဒါပေမဲ့လူတွေများလာတဲ့အခါပေါ့နော်။အဲ့ဒါမှဖြစ်တဲ့အခါမှာဆိုလို့ရှင်လေဖုန်းထုတ်ပြီးတဲ့အခါကျတော့ကြည်တတ်ကြတယ်ပေါ့နော်။ အမယထာစီလာတော့လူတွေကလည်းအများကြီးပဲအများကြီးပဲဆိုတော့နေရာတိုးရင်တိုးရင်တိုးရင်တော့ကွာတီဟိုနောက်ကျောဘက်နဲ့ပဲပေါ့နော်တိုးတိုးပြီးရခါကျတော့ကြည်လာတော့ဟိုဘေးဘီဝဲရအောင်ရုတ်တရက်တည်းမထားမိဘူးပေါ့နော်တည်းမထားမိပဲနဲ့ဟိုကွာလည်းဖုံးလေးထုတ်ပြီးရခါကျတော့ကြည်နေတာပေါ့အဲ့မှာဘာဖြစ်ဘာဖြစ်လဲဆိုတော့ဒီပေါ့ကျမဒီရက်တဲ့ပေါ့နော်ကျမဒီမတက်ရက်နေတဲ့နေရာအနောက်နားကဒီ disable person တွေပေါ့နော်ဒီ wheelchair သမားတွေ wheelchair သမားတွေအတွက်အဲလှုပ်ပေးထားတဲ့တန်းလေးနဲ့ အဲ့တန်တန်းလေးနဲ့ပေါ့နော်အဲ့နေရာလေးဖြစ်နေရကိုကလည်းသတိမထားမိဘူးအနောက်ကိုဖြည်းဖြည်းစုံရင်းစုံရင်းနဲ့မဖုံးကြည့်ရင်းနဲ့စုပ်သွားတာဆိုတဲ့ခါကျတော့ဒီ disabled person wheelchair သမားဟိုဘူတာတစ်ခုမှဝင်လာတယ်ဝင်လာပြီးရခါကျတော့အဲ့ဒါကိုသတိမထားမိဘူးသတိမထားမိရခါမှာကိုရဲ့ဖေးနာလေးကဒီ timer တစ်ယောက်ကလက်တို့ပြီးရခါကျတော့ဟောဒီမှာဒီမှာပေါ့ဟောဟိုဒီ wheelchair သမားရောက်နေတယ်ပေါ့ဒါသူ့နေရာလေးပါပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါကျတော့မှကိုကရုတ်တရက်ညံအားလာသွားတယ်ဘာလို့လဲဆိုတော့ဟုတ်တယ်လေကိုက ်တထားပေါ်မှာလူများတာလူများတာပဲဒါပေမဲ့ကိုဟိုကိုမတက်ရက်မိတဲ့နေရာကိုသတိမထားမိဘူးဖြစ်နေတာပေါ့နော်အကဲကိုဒါဖုန်းလည်းထုတ်မကြည့်မိဘူးဖြစ်ဖြစ်နဲ့အဲ့လိုဘေးဝီဘွဲရလေးကြည့်မိမယ်ဆိုလို့ရှင်တော့ဒါကဝီချဲသမားတွေအတွက်နေရာဆိုပြီးတော့သတိထားမိကောင်းထားမိလိမ့်မယ်ပေါ့နော်အဲ့ဒါခါကျတော့မှသူဟိုထိုင်းမှာလက်တို့ပြီလာပြောတဲ့ခါကျတော့